ားလုံးပဲမင်္ဂလာပါနော်ဆလမ်အလိုက်ကိုဆိုတော့အလာရှိကြအောင်ဘလို့တက်တည်ပြမယ်ဘာသာစကားတွေအများကြီးမေးတယ်ပေါ့နော်အဲ့ဒီမေးကုန်းဆိုတော့အဲ့ဒီအဖြေကိုကျွန်တော်မဖြေခင်မှာကျွန်တော်မိကုန်းတစ်ခုပြန်ထုတ်ချင်တာကယောက်ျားနဲ့မိန်းမနဲ့ဗျလင်းဆက်ဆန်လိုက်တယ်နော်လင်းဆက်ဆန်လိုက်တယ်တုပ်ရည်ကြီးဝင်သွားတယ်မိန်းမရဲ့တဲ့အိမ်ထဲရောအဲ့တုပ်ရည်ကြီးကလည်းတဆင့်နော်သူ့အသားအယူခန္ဓာကိုယ်ပေါ်ကြီးတစ်ခုလုံးဖြစ်လာတယ်သူ့ကသူ့အလိုလိုဖြစ်လာတယ်ပဲထားလိုက်တော့ဗျာနော်တဘာဝလို့ပြောတာကိုဆိုတော့လိုလိုဖြစ်လာတဲ့ထားတယ် အမျက်လုံးတွေနှာခေါင်းတွေနော်ကြောက်ကက်တွေအရှာတွေအသေးတွေနှလုံးတွေအဆုတ်တွေကိုယ်တွင်းကလေးစားတွေအထက်အသွေးကြောတွေသူ့အတူဖြစ်လာတယ်ပဲထားရေရောရေချင်စရာပေါ့နော်သူ့အတူဖြစ်လာတယ်ပဲထားလိုက်တဘာဝပဲထားလိုက်ကျွန်တော်မိကုန်းမေးချင်တာကအဲ့ဒီအရာတွေကိုလုံးပါဗျာတဘာဝမျက်လုံးရဲ့မြင်နိုင်စွာနှာခေါင်းရဲ့ရှူနိုင်စွာနော်အနံ့ခံနိုင်စွာရှာရဲ့အရသာခံနိုင်စွာအုံနှောင်းရဲ့တွေးတောနိုင်စွာနော်ခန္ဓာကိုယ်ရဲ့လှုပ်ရှားနိုင်စွာ၊ကိုင်နိုင်စွာ၊လှုပ်ကိုင်နိုင်စွာအဲ့ဒီအစွမ်းတတိတွေဖြစ်တဲ့ လူခန္ဓာကိုယ်လေးကိုအတက်ဝိညာဉ်တစ်ခုကဝင်လာတာဘိုက်ထဲမှာမိခင်ရဲ့ဘိုက်ထဲမှာဆိုတော့အဲ့ဒါလည်းတဘာဝပဲလားအဲ့ဒါကိုအထောက်ထားနေတကွာအချင်းကြီးမရှိတဲ့ဇာကားနဲ့မဟုတ်ဘူးနော်အထောက်ထားနေတကွာကျွန်တော်အဖြေပေးပါဘလို့ဝင်လာတာလဲဆိုရင်မိကုံကျွန်တော်သိကျင်တယ်နော်ကျွန်တော်အစ္စလာမ်မှာတော့ရှိတယ်အဲ့ဒါလည်းကျွန်တော်တစ်ခါတည်းဖြေပေးသွားလိမ့်မယ်နော်ကျွန်တော်အစ္စလာမ်မှာတော့ဖန်ဆင်းရှင်ကဖန်ဆင်းလိုက်တာဖန်ဆင်းလိုက်တာဆိုတော့ယောက်ျားနဲ့မိန်းမနဲ့ဆက်ဆံလိုက်တယ်တဖြည်းဖြည်းနဲ့ ကြီးထွားလာတဲ့ခန္ဓာကိုယ်ရဲ့အတဝိညာဉ်ကိုဖန်ဆင်းရှင်ကထည့်ပေးလိုက်နော်အဲကြီးထွားလာအောင်လေဖန်ဆင်းရှင်ကထိန်းသိမ်းပေးလာတယ်အဲ့ဒါကိုကိုရန်ထဲမှာသိပ္ပံပညာမပေါ်ထွန်းခင်နော်လူတွေကိုလွင်းအင်္ဂါကလီစာတွေဘာရှိမှန်းတော့မသိသေးတဲ့ခင်မာတွေကကျွန်တော်မြေကိုရန်ထဲမှာမိခင်ရဲ့ဝမ်းကြပိုက်ထဲမှာအလွာသုံးလွာနဲ့ဒီတရီသားကိုထိန်းသိမ်းရတယ်ဆိုတာပါပြီးသားနော်ဒီဝိညာဉ်ကိုလည်းထဲသွင်းပြီးရတယ်ဆိုတာလည်းပါပြီးသားဆိုတော့အဲ့ဒါကိုကျွန်တော်တစ်ချက်ဖြေပြီးပေါ့နော်အခုအစ္စလာမ်အများစုအဘာသာကြားတွေမိလိုက် အလောက်မှာလည်းပြလေပါညာဆိုရင်အများစုဖြေတဲ့အဖြေကလေနဲ့ပတ်သက်ပြီးဟိုမှာပြီးတယ်နော်လေကိုရှူရှိုက်လို့ရတယ်ထိတွေ့လို့ခံစားလို့ရတယ်ဒါပေမဲ့မမြင်ရဆိုတော့ကျွန်တော်အဖြေမပေးဘာလို့လဲဆိုတော့အဖြေပေးတိုင်းမှာလက်မခံကြဆိုတော့ကျွန်တော်ကအခုဥပမာတစ်ခုထပ်ပေးမယ်နော်နားလေတော့ပေါ့အောင်အခုကျွန်တော်တို့ဒီနေ့လုံးဟိုမိုင်မောင်တန်းနဲ့ချီဝေးတဲ့နေကိုမမြင်နိုင်အောင်မကြည့်နိုင်ဆိုက်ပြီးတော့ကျွန်တော်မျက်လုံးမှာအလောက်အင်အားမရှိဘူးအားနေတယ်ကျွန်တော်မျက်လုံးကနော်ကျွန်တော်အုံတော့ဒီစัจ java လာရဲ့ပြင်ပမှာရှိတဲ့အရာတွေပါ မတွေးတော့နိုင်မစဉ်းစားနိုင်အားနေတယ်ကျွန်တော်ခန္ဓာကိုအားနေတယ်အပူလည်းမခံနိုင်အောင်အေးလည်းမခံနိုင်အောင်နော်ကျွန်တော်မီးဥရောင်ကင်လို့မရအောင်မီးဥလက်နဲ့ကင်ကြည့်ဘူးလားလောင်ကျောင်းအောင်နော်အားနေတယ်ဆိုတော့ကျွန်တော်ခန္ဓာကိုကျွန်တော်ကဘာရဲ့အပြင်ရောက်တာနဲ့အသက်လည်းမရှူနိုင်တော့ဘူးဒီဘွားမှာပြီးရင်ကျွန်တော်ခန္ဓာကိုလောင်ကျောင်းအောင်အားနေတယ်ဆိုတော့ဒီခန္ဓာကိုဒီမျက်လုံးနဲ့နေရောမကြည့်နိုင်တဲ့မျက်လုံးနဲ့ကျွန်တော်တို့ဒီနေရောလာရောစัจ java လာကြီးတစ်ခုလုံးကိုပေါ့ဖန်ဆင်းတဲ့အရှင်ကိုကျွန်တော်ဒီမျက်လုံးနဲ့ဘယ်လိုကြည့်လို့ရမှာလဲဖန်ဆင်းရှင်ကိုခဏထားလိုက်အောင်နော် ဖန်ဆင်းရှင်ဆိုတဲ့ကဏ္ဍကိုခဏထားလိုက်အဲ့ဖန်ဆင်းရှင်ကပဲဖန်ဆင်းထားတဲ့အကွေရအရာတွေတဘောပါဗျာခင်ဗျားတို့ဘာသာမှာဘယ်လိုပြောမလဲကျွန်တော်ဘာသာမှာဂျင်တို့နော်ကောင်းကင်တမန်တော်တို့အဲ့လိုမျိုးပေါ့ဘာသာမှာဆိုဘယ်လိုပြောမလဲနတ်တို့ဘာလို့ပေါ့နော်ခင်ဗျားတို့ဘာသာမှာပြောရင်အဲ့လိုအရာတွေလူရဲ့မျက်လုံးနဲ့မမြင်နိုင်အောင်ဆိုတော့ဒါဖန်ဆင်းခံအချင်းချင်းတော့အဲ့အချင်းချင်းကမမြင်နိုင်ဘူးအဲ့တော့မှအဲ့လိုပြောလို့ကျွန်တော်စိတ်ကူးရင်ဘာသာလို့ပြောလို့မရဘူးဘာလို့လဲဆိုအဲ့လိုပြောရင်ကျွန်တော်လည်းပြန်ပြောလို့ရတယ်ဗုဒ္ဓဘာသာကိုလည်းစိတ်ကူးရင်ဘာသာဘာလို့လဲဆိုတော့ဂရုမန်းမြတ်စွာဘုရားအပွင့်လာတဲ့အချိန်မှာတရားပြခဲ့တယ်လမ်းမှန်ပြခဲ့တယ်ပြတဲ့အချိန်မှာ နတ်ပြည်နတ်ပုံရှိရယ်နော်ဟိုဟာဟိုနတ်ပြည်ရှိတယ်ငရဲပြည်ရှိတယ်နိဗ္ဗာန်ပုံရှိတယ်အဲ့လိုပုံလေးပုံလေးဆိုတာကောရမမြတ်စွာဘုရားဟောကြားခဲ့တယ်ဒါပေမဲ့ခမည်းတော်မျက်လုံးနဲ့မြင်ရတာဘယ်သူမျက်လုံးနဲ့မြင်ရလဲမမြင်ရအောင်လေသူပြောတာကိုယုံခဲ့တာမလားဒီအဲ့လိုပဲကျွန်တော်တို့တမန်တော်မှာမှပြောခဲ့တာကိုလေကျွန်တော်တို့ကယုံကြည်တယ်အဲ့လိုယုံကြည်မှုနဲ့ပတ်သက်ပြီးတော့စိတ်ကူးရင်ဆိုတာပြောလို့မရအောင်အဲ့လိုစိတ်ကူးရင်ကြီးဆိုအကုန်လုံးကစိတ်ကူးရင်ပဲဘာလို့အခုမျက်လုံးနဲ့တခုမှမမြင်အောင်လို့ပြနောက်ဆုံးကိုယ်ခန္ဓာကိုယ်ထဲမှာလက်ရှိရှိနေတဲ့ဝိညာဉ်ကောင်ကိုမမြင်ရအောင်လေရှိတာတည်တယ်အကုန်လုံးဘာလို့ဒီဝိညာဉ်ထွက်သွားရင်လူတည်ကောင်းကြီးပဲနောက်ကျွန်တော်တို့ဘာသာခြားရုံကြီးရှိလို့ကျွန်တော်တို့ဆိုရင်ရင်းမြုပ်တယ် အတေကောင်ကြီးဖြစ်သွားပြီမမြင်ရဘူးဆိုတော့ကို့မျက်လုံးအားနေတာကို့ခန္ဓာကိုအားနေတာကိုဖန်ဆင်းရှင်ကိုမြင်နိုင်မှုသိနိုင်မှုမစင်းသားနဲ့ပြီးတော့ဖန်ဆင်းရှင်ဆိုတာလူသားမဟုတ်လူရဲ့တဏ္ဍာမဟုတ်နော်ဒီလူသားကိုဖန်ဆင်းမှဆိုလူတဏ္ဍာဖြစ်မှာဟုတ်တယ်မလားဖြစ်မှာဆိုရင်လည်းအဆင်မပြေဘူးဘာဖြစ်လို့လဲဆိုတော့အခုနေကိုဖန်ဆင်းရတယ်လို့ပြောရတာဖန်ဆင်းရှင်ရဲ့အလင်းရောင်ကနေထက်တော်မှာအာလုံးမှုမရှိဘူးဆိုရင်ဖန်ဆင်းရှင်လို့မခေါ်ထိုက်တော့ဟုတ်တယ်ပြောချင်တာဆိုတော့နေအောင်ကျွန်တော်မျက်လုံးမကြည့်နိုင်တာဖန်ဆင်းရှင်ဘယ်လိုမြင်နိုင်ပါလဲအဲ့ဒါကိုပြပြဆိုတော့ ကြားနိုင်တာတော့တေးွားပြီးပြီးွားရင်တော့ကျွန်တော်တို့ဘာသာမှာတေးပြီးွားရင်ကဘာကြီးပျက်စီးမယ်ပျက်စီးပြီးွားရင်ရှင်ပြန်ထားရမယ်အားလုံးပြီးရင်အပြစ်တွေကိုခံယူရမယ်ကိုအပြစ်လောက်တိုင်းအပြစ်ခံယူရမယ်အပြစ်မလောက်တာလို့ဆိုရင်သွားရမယ်နဲ့ပြီးเนาะဒါဗမာလူပဲပြောတာလူပိန်းသားလေကျွန်တော်အဲ့ချိန်ညာရင်ကျတော့ကျွန်တော်တို့ပေးမဲ့ခန္ဓာကိုယ်ကဒီခန္ဓာကိုယ်မဟုတ်တော့ဒီအားနေတဲ့ခန္ဓာကိုယ်မဟုတ်တော့ဘာလို့ဆိုတော့အဲ့ချိန်ကအကွယ်တွေကိုမြင်ရမယ့်အချိန်ဖြစ်သွားပြီဆိုတော့အကွယ်ကိုမြင်နိုင်တဲ့ဒီဖန်ဆင်းချိန်ကိုမြင်နိုင်တဲ့ဒီမျက်လုံးဒီခန္ဓာကိုယ်ကိုမဟုတ်တော့မြင်နိုင်တဲ့ခန္ဓာကိုယ်ပေးမှာခံနိုင်ရင်ရှိတဲ့ခန္ဓာကိုယ်ပေးပြီးမှမြင်ရမှာเนาะဆိုတော့ ဒါတော့ပါပဲပြောချင်တာကတော့ညတွေကကျွန်တော်တင်ဖို့ပါဒါပေမဲ့အိတ်ကိုပါလို့လေဆိုတော့မသိတာမရှင်းတာရှိနေချက်မှန်နေပြီလို့ရတယ်စိတ်ကူးရင်ဘာသာမဟုတ်ဘူးဘသူမှကဘယ်ဘာသာမှကအဲ့လိုအကွယ်ရရုံမြင်ရတာမရှိဘူးနော်မြင်နိုင်မှုလည်းမရှိဘူးဘာလို့လဲဒီခန္ဓာကိုအားနေလို့နော်နေကိုကြည့်နိုင်တယ်နေနာကိုသွားပြီးနေကိုမျက်လုံးနဲ့ကြည့်နိုင်တယ်သူရှိရင်ကျွန်တော်တယောက်ပြအဲ့လိုဆိုရင်ဒါ तू ကကျွန်တော်ကိုလာပြောမယ်မင်းဖန်ဆင်းရုံပြဆိုကျွန်တော်လက်ခံပြီးမယ်အဲ့စကားကဒါ तू तू ခန္ဓာကိုကဒါအင်အားရှိတယ်နေကိုတော့ကြည့်နိုင်တယ်နေကိုတော့မကြည့်နိုင်တဲ့ဒီမျက်လုံးကဒီနေကိုဖန်ဆင်းတဲ့ဖန်ဆင်းရှင်ဘယ်လိုမြင်နိုင်မှာလဲ မမြင်နိုင်ဘူးလीเนาะဆိုတော့ကျွန်တော်တို့ကအုံနှောက်ရှိတယ်အုံနှောက်နဲ့စဉ်းစားတယ်ဒီမိခင်ဝမ်းเนี่ยကိုဒီတရီသားကိုအတက်ကိုဘသူတွင်းနေလေအဲ့ဒီဖန်ဆင်းရှင်ကိုကျွန်တော်တို့ကကိုးပွဲဒါပေမဲ့အမီနာမကွာသွားတာပေါ့နော်ဘာသာရေးအများကြီးတဲ့မှာအမီနာမအမျိုးမျိုးနဲ့ဖန်ဆင်းရှင်ကတော့အတူတူပဲအဲ့ဒါအောင်မှာကွာသွားတာဒါပဲဒီလောက်ပဲเนาะဘသူမောက်ကိုစော်ကားတာပုတ်ခတာဘာမှမလုပ်ဘူးဒါဖြည့်ရှင်းအောင်တတ်တတ်ပဲမရှင်းတာရှင်းနေခဲ့လို့ရတယ်ဆလမ်မလေးကိုမင်္ဂလာပါနော်ဝမ်းတာတယ်ဘာကြောင့်ဝမ်းတာလဲလို့မေးလို့ရှင်ကျွန်တော်လိုချင်တာကဒါပဲကလေးတွေက အတွေးခေါ်တွေရှိလာမယ်။ခေါင်းတွေကိုပွင့်လင်းလာမယ်။ဆိုတော့တစ်ချိန်လုံးဘာသာရေးနဲ့ခေါင်းတွေက brain wash လုပ်ခံထားတာအချင်းချင်းရိုင်းရိုင်းလေးပြောလို့ရှိရင်တက္ကသိုလ်လုံးကဘာသာရေးမရင်းအကျင့်ခံထားတာနိုင်ငံရေးမရင်းအကျင့်ခံထားတဲ့ခေါင်းတွေအဲ့တော့ကိုယ့်ဘာသာမှန်ကန်ကြအောင်ကိုယ့်ယူဝါဒတွေမှန်ကန်ကြအောင် brain နေနဲ့ဖွင့်ပြီးပြောရမှာ။ဒါမှမဟုတ်ဒီကလေးမှာမပွင့်လင်းသေးဘူးပေါ့နော်။အစ္စလမ်ဘာသာအကောင်လေးတယောက်က သူ့မှာအလားရှိကြောင်းပြောသွားတာစကားလေးကငြင်းငြင်းတက်တက်ငြင်းငြင်းကြီးကြီးစကားအေးအေးလေးနဲ့ပြောသွားတာဆိုတော့ပညာသားတွေပါတယ်ကျွန်တော်လိုချင်တာအဲ့ဒါလေးကိုလိုချင်တာဆိုတော့အတိတ်ပဲမဲ့ပညာမဲ့အောက်တန်းသားစကားတွေပြောနေတယ်ခက်ကြီးတစ်ခက်ကိုပြောင်းလဲပြစ်ချင်တယ်ဆိုရှယ်မီဒီယာမှာမကျင်တဲ့ဘူးဆိုဝိုင်းပလိဝိုင်းဆဲအော်တခါရဲအဝိုင်းအုံအုံနဲ့ကျင်းတဲ့ဝိုင်းပြီးတော့ဟိုခွေးနာလောက်ကြိုက်တယ်လို့အုံနဲ့ကျင်းတဲ့ဖြစ်နေတဲ့လောကကြီးတစ်ခုကျွန်တော်ဆက်စုပ်ယုံရှာတယ်ဒါကြောင့်မလို့အတွေးကော်တွေအယူဆတွေကိုလူငယ်တွေပြောရမှာ ဘာသာတရားနဲ့ပဲဖြစ်ဖြစ်ယုံကြည်မှုကိုပဲဖြစ်ဖြစ် brain wash လုပ်ထားတဲ့အလုပ်ခံထားတဲ့အရာတွေကိုပုံပွင့်လေးနဲ့ပြောရတဲ့တတိတည်းရှိရမယ်။ယုံကြည်မှုကိုခိုင်မာတဲ့အကြောင်းပြချက်တွေနဲ့ပညာတွေနဲ့အကြောင်းပြရနိုင်ရမယ်။အထိပ္ပယ်မဲ့အကြောင်းပြချက်တွေမရှိဘူး။ Islam ဒီအောင်ခုနမွတ်စလင်ကလေးပြောသွားတဲ့စကားဟုတ်ပဲအရင်ပြောပြမယ်နော်။အလားရှိတဲ့အကြောင်းကိုသူတို့ကိုရန်ကျမ်းထဲမှာဒီယောက်ျားနဲ့မိန်းမအဖိုးမဆက်ဆံပြီးတဲ့အခါမှာအလာကအလွှာသုံးလွှာနဲ့ဘလို့ထိန်းချုပ်တဲ့ဘာညာပေါ့နော်။အဲဒါကသူကရှင်းပြသွားတာ။ အဲ့ဒီအတွက်ကျွန်တော်တို့မျက်လုံးတွေကဘလို့အုံနောက်တွေကဘလို့အဲ့ဒီအတွက်အလားကိုဘလို့မြင်နိုင်မလဲဆိုတဲ့စကားတွေပညာသားပါပါပြောသွားတာအဲ့ဒါမျိုးကိုကျွန်တော်ကသဘောကျတယ်ဒီကြိတာခေါင်းတွေကပညာနဲ့အလုံးလောက်သူ့ကိုနောက်ထပ်ဗုဒ္ဓဘာသာဘက်ကဖြည့်ရှင်းမလားခရိယံဘက်ကဖြည့်ရှင်းမလားကြိုက်တယ်လို့ဖြည့်ရှင်းသူတို့ကိုယ်တိုင်ကြမ်းတဲ့တာတယ်ဆိုတာကိုပြနိုင်တယ်ပုံကိုတွေကလည်းပညာနဲ့ပဲဖြည့်ရှင်းရမယ်အော်ဝိုင်းပလိန်ပြီးတော့ဘာဖြစ်တယ်ညာဖြစ်တယ်အောက်တန်းစားစကားပြောနေတဲ့ခကြီးတခုကိုကျွန်တော်အဆုံးသတ်စေချင်တယ်ပညာတွေနဲ့အပြိုင်ဆိုင်သူတက်ငါကဘလို့တော်တယ်ဘလို့တက်တယ်ငါဘလို့ပြောနိုင်တယ် ဒါမျိုးတွေဖြစ်စေချင်တာဒါမှမဟုတ်ကျွန်တော်တို့အမြင်နဲ့ hint တွေပေးတာသဘောတရားလေးတွေကျွန်တော်တို့ကထုတ်ပြအကယ်၍မြန်ကိုရန်ကျမ်းထဲမှာပါတဲ့ကာလာလအရေးကြီးအကြောင်းကိုကိုရန်ကျမ်းထဲမှာပါတယ်ဆိုရင်ကိုရန်ကျမ်းထဲအရင်နှစ်1000ကျော်စောပြီးတော့ဟောခဲ့တဲ့ဗုဒ္ဓရဲ့ကျမ်းစာတွေကကာလာလအရေးကြီးကာလာလအရေးကြီးကနေအမြုံဆိုင်အမြုံဆိုင်ကနေအခဲအခဲကနေခတ်မှငါးပြဒီလိုတစ်ခုချင်းပေါ်လာတဲ့အကြောင်းကိုဟောထားတဲ့တုတ်တန်ဒေသနာတွေရှိတယ်အဘိဓမ္မာသမားတွေကအဘိဓမ္မာနီးနဲ့ရှင်းမဲ့ဆိုဒီတဲ့ကျဲကျဲပြတ်ပြတ်ရှင်းတာကိုကျော်ကြီးတို့အဘိဓမ္မာနီးကိုလက် မိဒမာနီးသမားတွေမဟုတ်ဘူးကိုကျော်ကြီးတို့ကတုတ်တန်နီးသမားတွေဟုတ်တယ်နော်တုတ်တန်နီးနဲ့ပဲကိုကျော်ကြီးတို့ကပြောပြတယ်အဲ့ဒီလိုဘာကြောင့်ဖြစ်လာတာလဲလို့မြင်လို့ရှိရင်ရှေ့မှာဖြစ်ခဲ့တဲ့ဘဝတစ်ခုကသုတိစိတ်ကြတဲ့အချိန်မှာအဲ့ဒီသုတိစိတ်မကြခင်မှာသူပြုတ်ထားခဲ့တဲ့ကံတွေရှိတယ်အဘိသင်္ခါရဝိညာဉ်လို့ခေါ်တယ်မျိုးစေ့ဝိညာဉ်တွေရှိတယ်အဲ့ဒီမျိုးစေ့ဝိညာဉ်ကကုသိုလ်ကံအကုသိုလ်ကံဒီပုံမှာမူတည်ပြီးတော့သူဟာတိရစ္ဆာန်အနေနဲ့လည်းမျိုးစေ့ကြခြင်းကြမယ်ပရိသေတွေ၄မျိုးတစ်ခုခုမှာသွားကြအဲ့ဒီဝိညာဉ်အဲ့ဒီ အမိဝမ်းမှာတီလိုက်တဲ့ခါကျမှအဲ့ဒီရုပ်နံတွေကတဖြည်းဖြည်းနဲ့ပွားများလာနိုင်ရုပ်ကြောင့်ဝิญဉ်ဝิญဉ်ကြောင့်နိုင်ရုပ်ဆိုတော့အဲ့ဒီစိတ်ရှိနေလို့အဲ့ဒီရုပ်တွေကတဖြည်းဖြည်းနဲ့တဖြည်းဖြည်းနဲ့ထွန်းကားလာတာတညာကြောင့်တညာနဲ့ပတ်သက်တဲ့ brain ဤဝေဒနာကြောင့် brain ဝေဒနာနဲ့ပတ်သက်တဲ့နှလုံးသားဤဒါတွေကဖြစ်လာတာအဲ့တော့ဒါတွေနဲ့ပတ်သက်ပြီးတော့အစ်မြင့်ထက်ချဲ့လို့ရှိရင်ဇန်နေတမာဘက်ဒီပါလာတယ်ဒါတွေကြတော့အရန်အလံဝေးသွားတယ် တော်ရုံလူတွေနားလေပုံတင်ဒီသားသားဗုဒ္ဓဘာသာတွေတော့မှဥလဲလဲခြားလဲလဲဖြစ်နေတဲ့ပြဿနာတွေရှိတယ်ဟောဖြစ်ရှင်းလို့မရတဲ့ပြဿနာတွေပေါ့နော်အလုံးမတမ်းမခက်ခဲတယ်ခက်ခဲနေနေတဲ့အရာတွေဖြစ်တဲ့အတွက်ဒါသဘောတရားတော့ပဲဒီဘက်ကိုပြောပြမယ်ဝေဒနာတညာတင်္ခါရဝိညာဉ်ဆိုတဲ့သဘောတရားတွေ အဲ့ဒီရုပ်ပေါ်မှာမှီညမ်းလိုက်တဲ့ခါကျတော့အဲ့ဒီရုပ်တွေကဝေဒနာမှီရာရုပ်တွေဖြစ်လာတယ်။တဏှာမှီရာရုပ်တွေဖြစ်လာတယ်။တိခါရမှီရာရုပ်တွေဖြစ်လာတယ်။အဲ့တော့ရုပ်နဲ့နံအပြန်လန်ကျေစုပြုတ်ရင်းနဲ့မျက်စိတွေနားတွေနှာခေါင်းတွေအာယုံခံစနစ်တွေပေါ်လာတယ်။အဲ့ဒီအာယုံခံစနစ်တွေနဲ့တဏှာတွေမှီရာဝေဒနာတွေမှီရာတိခါရတွေဝင်ရာအုံနောက်တွေအသေးတွေနှလုံးတွေတစ်ခုချင်းတစ်ခုအဲ့ဒါတွေအားလုံးကိုပထဝီဓာတ်တွေလို့ပြောတာ။အဲ့ဒါတွေအားလုံးကအเจ้าမဲဖြစ်လာတာမဟုတ်ဘူး။တဘာဝကြီးကြီးလျောက်ဖြစ်လာတာမဟုတ်ဘူး။နံက ရုပ်ကိုမှီတယ်ရုပ်ကနံကိုမှီတယ်အပြန်အလှန်မှီတင်းတယ်အဲ့တော့ဒါတွေကိုလွယ်လွယ်ကူကူတက်တည်ပြလို့ရလားဆိုရတယ်တက်တည်ပြလို့ရတယ်ရှင်းရှင်းလေးတက်တည်ပြလို့ရတယ်လူတယောက်ဒေါသထွက်နေရင်အဲ့ဒီလူတယောက်ဒေါသထွက်နေတဲ့ရုပ်ကိုကြည့်မျက်နှာပေါ်မှာဒေါသရုပ်တွေအလိုလိုပေါ်လာတယ်ဒီတယောက်ဒေါသထွက်နေတယ်ဆိုတာကိုထင်ထင်ရှားရှားမြင်ရတယ်အဲ့ဒါဘာကြောင့်လဲဆိုတော့ဝိညာဉ်ကြောင့်ဒေါသထွက်နေတဲ့စိတ်စိတ်ကိုဝိညာဉ်လို့လည်းခေါ်တယ်မနောလို့လည်းခေါ်တယ်ဘာဖြစ်လို့မနောလို့စိတ်လို့ဝိညာဉ်လို့တစ်မျိုးပြီးတစ်မျိုးလှည့်ခေါ်ရလဲလို့မြင်လို့ရှိရင်မနောလို့ပြောလို့ရှိရင်ဒါရအိပ်ပျော်နေတဲ့အချိန် ိတ်ပျော်နေတဲ့ချိန်စိတ်ကမရှိတာမဟုတ်စိတ်ကရှိတယ်။အဲ့ဒီစိတ်ကဘာအလုပ်လုပ်လဲလို့မေးလို့ရှိရင်နှလုံးနေခုံအောင်အလုပ်လုပ်နေတယ်။အဲ့ဒါကိုအဲဝစီတင်အဲ့ဒါကိုမနောတင်ခါရလို့ခေါ်တယ်။သူကခန်းစားချက်ကိုပေးတာဖြစ်တယ်မနောတင်ခါရလို့ခေါ်တယ်။အဆုတ်ကိုအလုပ်လုပ်ပေးတာခါကြတော့ကာယတင်ခါရလို့ခေါ်တယ်။တွေးတော့ကြံစီနေပြီဆိုရင်ဝစီတင်ခါရလို့ခေါ်တယ်။အဲ့ဒီစိတ်ကအဲ့ဒီတင်ခါရအလုပ်လုပ်ဖို့အတွက်တည်နေတယ်။အဲ့ဒါကိုမနောဒွာရလို့ခေါ်တယ်။ဟုတ်ပြီနော်။ မနိုးနေတဲ့ချိန်မှာအာယုံကိုတိနေပြီမြင်တာတိတယ်ကြားတာတိတယ်ဆိုရင်စိတ်ဖြစ်သွားတယ်အဲ့ဒီကမဲ့ထွေထွေထူးထူးကြံစည်တာတွေးတော့တာတွေကိုအကျဲ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 တွေအထူးတိသွားပြီဆိုရင်ဝิญဉ်လို့ခေါ်တယ်ပိုင်ပိုင်နိုင်နိုင်တခုခုကိုကင်လှုပ်သွားပြီဆိုရင်ဝิญဉ်လို့ခေါ်တယ်အဲ့တော့နိုင်ရုပ်ကြောင့်ဝิญဉ်ဝิญဉ်ကြောင့်နိုင်ရုပ်အပြန်အလှန်ဖြစ်တယ်ဆိုတော့ကိုမြတ်စွာဘုရားတုံ့တန်ဒေသနာပေါင်းများစွာဟောထားတယ်ပရိသတ်သမုတ်ဘုရားကိုဟောတဲ့အာနန္ဒာတုတ်ထဲမှာဆိုရင်အာနန္ဒာတဲ့အကယ်၍မြန်တဲ့ဒီအမိဝမ်းမှာဒီကလေးဟာဝิญဉ်ကြီးချုပ်သွားခဲ့သည်ရှိတော်တဲ့ တိတ်အတိတ်ကပြုတ်ခဲ့တယ်တည်သွားတဲ့ပုံကိုတတ္တဝါတအူးရဲ့မျိုးစေ့ကံဝိညာဉ်ကဒီကလေးမှာအမိဝမ်းထဲမှာတည်တယ်တည်နေရင်တလန်းနဲ့ခတ်မှငါးပြားဒီပါဒီထွက်လာပြီဆိုရင်တဖြည်းဖြည်းနဲ့တည်နေတဲ့အဲ့ဒီဝိညာဉ်ချုပ်သွားခဲ့တော့အဲ့ဒီကလေးကစီပင်ပြန်ပွားခြင်းထပ်ဖြစ်မှာမဖြစ်ဘူးအဲ့ဒါလေလောကကြီးမှာစေ့ပညာရထင်ထင်ရှားရှားသိရတယ်လူကြောက်ကလေးမွေးတယ်လူကြောက်ကလေးလူကြောက်ကလေးမွေးတာမဟုတ်ဘူးအသေးလေးမွေးလာတာတဖြည်းဖြည်းနဲ့တော့သူကထွန်းကားလာတယ်ပွားများလာတယ်ဒါပေမဲ့အဲ့ဒီဝိညာဉ်ကလူလောကထဲကိုရောက်နိုင်တော့တဲ့စွမ်းအားတက်တည်အရေးချင်းမရှိတော့ဘူး သူ့မှာခွန်အားမပါလာဘူးမပါလာတဲ့အတွက်အမိဝမ်းထဲမှာတေသွားတဲ့ခါကျတော့အဲ့ဒီအမိဝမ်းထဲမှာခလေးလေးကတေသွားတာအဲ့တော့သူကအချောက်ကလေးဖြစ်နေအမိဝမ်းထဲမှာနေတဲ့အတွက်သူကမပုံမသိုးသွားတာပဲရှိတယ်အဲ့တော့မပုံမသိုးသိုးသွားပဲနဲ့အဲ့ဒီခလေးကအဲ့ဒီအချောက်တိုင်းလေးထွက်လာလူချောက်ကလေးမွေးတယ်ဆိုတော့မှလူသေးလေးမွေးလာအမိဝမ်းထဲမှာနေနေတဲ့အချိန်မှာအဲ့ဒီဝိညာဉ်ရှိနေလို့အဲ့ဒီရုပ်ဒီခန္ဓာဒီတဖြည်းဖြည်းပွားများလာတာနှလုံးတွေခုန်လာတာအဲ့တော့သူတို့ရဲ့အကျမ်းစာအလိုရဆိုရင်အပြင်လောကကိုရောက်မှနှာခေါင်းကနေမှုတ်သွင်းတယ်လို့အတိအကျပါတယ် အတက်ဇီဝကိုနှာခေါင်းကနေမှုတ်သွင်းလာအဲ့တော့အဲ့ဒီအထိကလွဲသွားတယ်တကယ်တော့ကလေးကအမိပိုက်ထဲမှာတည်းကအတက်ကရှင်တန်နေတာနှလုံးခုန်နေတယ်ဟုတ်တယ်နော်နှလုံးခုန်နေတယ်အဲ့ဒါဒီဝิญဉ်ကိန်းနေတယ်ဆိုတဲ့အတိကပြဿနာပါအဲ့တော့တို့ဝิญဉ်နဲ့ဗုဒ္ဓဘာသာဝิญဉ်ကလည်းမတူဘူးတို့ကအတက်ကောင်းလို့ဇီဝင်ကဗုဒ္ဓဘာသာမှာအတက်ဇီဝိတဇီဝိတယုတ်ကမ္မစတေသောအပုံမွေအဲ့ဒီနှစ်ခုကအတွဲလိုက်ပဲမီးနဲ့အလင်းရောင်လိုပဲ ်မီးလင်းလာလို့ရှိရင်အလင်းအောင်ကိုမြင်ရတယ်လို့ပဲဒီအလင်းအောင်ကြောင့်ဒီမီးလိုမြင်ရတယ်လို့ပဲအတွဲလိုက်ရှိတယ်ကံမစတေသောနဲ့ဇီဝိတအဲ့ဒီနှစ်ခုကအတွဲလိုက်ရှိတယ်ဝိညာဉ်ကအတွဲလိုက်မရှိဘူးဝိညာဉ်ကတက်တက်ဖြစ်တယ်အဲ့တော့ဝိညာဉ်ကစိတ်ပဲအဲ့ဒါကိုတစ်မျိုးပြီးတစ်မျိုးပြောရတယ်မနှောလို့ပြောလို့လို့ရှိရင်အိပ်ပျော်နေတဲ့အချိန်မနှောတော်ရဘဝင်စိတ်ပေါ့အဲ့ဒါကိုဘဝင်စိတ်လို့ခေါ်တယ်အယုံတွေကိုတိတ်နေပြီဆိုရင်စိတ်အဲ့ဒီကနေထွေထွေတူတူတိသွားပြီလုံးခဲလိုက်အစုဝေးစိတ်အစုဝေးဖြစ်သွားလို့ရှိရင် ဝิญဉ်လို့ခေါ်တယ်အဒီဟာပဲအဲ့ခရိယန်ကောင်လေးကကိုကျော်ကြီးကိုတိုက်တိုက်ခိုက်တာအဲ့မှာသူတို့ကဘာကိုပြောလဲဆိုတော့ တလိษံဒီမှာဝิญဉ်မရှိဘူးတလိษံနဲ့ဝิญဉ်ရှိတယ်ခန္ဓာ၅ပါးပဲမြတ်စွာဘုရားကခန္ဓာ၅ပါးရှိတော့တတ္တဝါလို့ပြောတယ်ဒါဆိုရင်တလိษံတွေကလူလိုဘာလို့မတွေးနိုင်လဲဆိုတော့တို့ရဲ့ရုပ်ဒီဝေဒနာဒီတဏှာဒီသင်္ခါရတွေခွန်အားနေပြီးတော့အပေပုံကြထားတဲ့တတ္တဝါမှုလို့လူလိုအသိဉာဏ်မျိုးမဖွင့်ပြူတာလူထက်ပို့ပြီးတော့နတ်တရားပို့ဖွင့်ပြူတယ်နတ်တွေတဲ့ဒီပါရီကပို့ပြီးဖွင့်ပြူတယ်စင်ကဲစင်ကဲဖွင့်ပြူမှုသည်မတူဘူးအဲဒါကြောင့်မို့တဘာသောလောကဒီလောကလို့ပြောရခြင်းဖြစ်တယ်နော်အဲ့တော့လူထက်သူတို့ကမသိနိုင်ဘူးလို့ပြောတာအဲ့ဒါမှားရင်းနေဟာလူထက် အောက်ချင်းကတ်တွေကပို့ပြီးတစ္ဆာရှိတယ်။ပို့ပြီးတော့မြစ်တာတွေကအားကောင်းတယ်။တိလိဆန်လေးတွေဖြစ်တဲ့ပိုဝက်စစ်ကလေးတွေကဘရင်စနစ်နဲ့အုပ်ချုပ်တယ်။အဲ့တော့သူတို့မှလည်းပညာရှိတယ်။လူတွေနဲ့မတူပဲကွဲပြားသွားတာပဲရှိတယ်။သူတို့မှလည်းအသိဉာဏ်ကြီးရှိတယ်။လူနဲ့မတူတဲ့အသိဉာဏ်ကြီးရှိတယ်။လူတွေကနှိမ့်ပါတဲ့အသိဉာဏ်ကြီး။သို့တော်လေသူတို့နီးသူတို့ဟန်နဲ့သူတို့ပညာရက်တွေလည်းရှိနေတယ်။အဲ့ဒါတွေကိုစာဘူးတောင်းလေးတွေမှလည်းတွေ့နိုင်တယ်။အဲ့တော့တိလိဆန်မှာဝိညာဉ်မရှိဘူးဆိုတာကမှားတယ်။အသိဉာဏ်အမှန်တရားအကုန်လုံးဒီဝိညာဉ်ပဲ။ဝိညာဏတက်တယ်။ ိတ်နေတဲ့သဘောတရားအလုံးသည်ဝိညာဏတတ်တာဖြစ်တယ်ဟုတ်လား